င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်အနောက်မြောက်တိုင်းစစ်တပ်နာကျောက်တိုင်းမှုဘုံဘိုးကျုံမြို့မြေတွေကိုကော်ရီစင်စီယာမှာလက်ပေးလက်ယူမှုတရားမဝင်ရွှေတူမှုနဲ့တစ်ထုံလောက်ခွင့်ပြုတဲ့အမှုများစွာပေါ်ပေါလာစစ်စဲမှုကိုဒုစစ်ကောင်စားစုံဝင်ကိုတိုင်းကြီးကျယ်ကွန်ကဲနေစကိုင်းတိုင်းမှာမြို့ကျေးဆိုင်နောက်မြောက်တိုင်းစစ်တပ်နာကျောက်တိုင်းမှုဘုံဘိုးကျုံမြို့မြေတွေကိုနေပြည်တော်ဆင်အောင်ကကော်ရီစစ်စဲလျက်ရှိရာမှာလက်ပေးလက်ယူမှုတရားမဝင်ရွှေတူပေါ်မှုနဲ့တစ်ထုံလောက်ခွင့်ပြုရမှုများစွာပေါ်ပေါလာကြောင်းနေပြည်တော်စစ်တပ်သတင်းမြင့်နဲ့စီရန်ပေါ်တီချန်ကပြောတယ် ဆန်ခိုင်တိုင်းနဲ့ချင်းပြည်နယ်အတွင်းဆင်းဆင်းရင်ကျုံနေမှုတွေမိမနာခံမှုတွေကြောင့်တိုင်းမှုပုံမှုကြုံပြုံးမဲ့တွေကိုနိုဝင်ဘာဒုတိယဘက်ကစတင်ပြီးခေါ်ယူဆစ်စင်နေခြင်းဖြစ်ပြီးတော့ဒုစစ်ကောင်ဆောင်ဆောင်ရဲ့ကိုယ်တိုင်ကြီးကြပ်ကိုကဲဆစ်စင်နေကြောင်းလက်ရှိမှာလက်ပေးလက်ယူမှုရွှေတူးဖော်ခွင့်နဲ့တရားမဝင်တိထုတ်လုပ်ခွင့်များစွာကိုငွေကြေးများစွာရယူခဲ့ပြီးခွင့်ပြုမှုတွေလည်းပေါ်ပေါက်လာကြောင်းသိရပါတယ်။ တိုင်းမှုဘော်ချုပ်မြို့မင်းတွေကိုဒုစစ်ခေါင်းဆောင်စောင်းဝင်းနဲ့တို့ပါလာတဲ့ဒုစအဖချုပ်ဘော်ချုပ်မင်းသူကိုရိုင်းစင်နေတဲ့အခုမင်းကင်ကရွှေမျိုးတွေကိုလေကြောင်းတိုက်ခိုက်မှုတွေကလည်းသူတို့မြို့မင်းထွေရဲ့စစ်ကြောအချက်တွေမှာတော်လိုင်းဖွဲ့စည်းနဲ့ဆက်နွယ်ပြီးတော့လောက်ကိုင်းနေဆွဲတဲ့နေရလို့အခုမင်းကင်တို့ကလေးဝဘတ်တွေပုံကျဲတဲ့တိုင်းမှုမြို့မင်းထွေရဲ့စစ်ကြောအချက်တွေကိုယူပြီးတော့အခုနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတဲ့မနေ့ကညနေချင်းကစစ်နေတော့မယ်လို့စီနီယာဘုံချင်းစီကပြောပါတယ် စတေမာလာ20ရင်းနဲ့သခိုင်းတိုင်းဗမောင်မျိုးကိုဒွန်လိုင်းတက်တွေကသိမ့်ပိုက်သွားကြောင်းသခိုင်းတိုင်းတွေထုံးစစ်စင်နဲ့ဆက်ကြောင်းနဲ့ကြောင်းပြတ်တိုင်းခိုင်ခဲရပြီးဂျေမုံခင်အားချင်းအပါဝင်စစ်စင်ရှုံနေမှုတွေကြောင်းနောက်မြတ်တိုင်းစစ်တောင်နာကျောက်တိုင်းမှုပုံမှုကြောင့်မြို့မင်းတွေကိုစစ်တပ်ကခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်မနာမြတ်တိုင်းစစ်တောင်နာကျောက်တိုင်းမှုပုံမှုကြောင့်မြို့မင်းတွေကိုနိုဝင်ဘာလရှင်နေ့ကဥပိုင်မြန်ငွေတွေလွှဲပြောင်းပေးရပွဲခန်းနာမှာနောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းလူမျိုးကွေးမှပြောက်ကွယ်သွားခဲ့ခြင်းဖြစ်ပါတယ် အနာမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မြို့မင်းတွေကအလုတ်တင်ပို့တင်တဲ့ဒေသ၂၀ချောင်းမှဖြစ်ပြီးဓမ္မ၁၁လောက်ကိုင်ဒေသကွက်ကဲမှုစစ်ဌာနချုပ်ကြောင့်ပဲအမှတ်တင်ဆက်စင်ကွက်ကဲမှုဌာနချုပ်စစ်ဌာနချုပ်တို့မှတမမှုတာဝန်ယူခဲ့ပါတယ်2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကိုကန်းနဲ့ပူပေါင်းတတွေကရှင်းမြတိုင်းစစ်ဌာနချုပ်ရှေ့လောင်ရှုကိုတင်စဉ်တိုင်းမှုဘုံချုပ်စိုးတင်တိုင်းစည်ဦးစီချုပ်ဘုံမှုချုပ်တန့်တင်စိုးရုံနဲ့အတူဘုံမှုချုပ်မြို့မင်းတွေကလည်းကိုကန်းအမတ်ဒီအထံမှလက်နက်ချညံခံခဲ့ပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလ session ရက်နေ့လာရှိုးတိုက်ပွဲမှာလက်နက်ကြညံခံခဲ့တဲ့ဗိုလ်မှူးချုပ်မျိုးမေတွေကိုမေအောင်လိုင်ကနောက်မြောက်တိုင်းစစ်ဌာနကြောက်တိုင်းမှုဖြစ်ခံခဲ့ပါတယ်။ဆလဖီတမနာထရန့်ကမြန်မာတွေအတွက်ရာယီခေလွန်ခွင့် DPS ဖျက်သိမ်းပြီးနောက်အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေမိခင်နိုင်ငံပြန်လာရင်ကြိုးစို့ဂျပန်ဆောင်မင်းတို့ကပြောဆိုအမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအတွက်ရာယီခေလွန်ခွင့် DPS ကိုအမေရိကန်ဆရာကရက်ဆိုင်လိုက်တဲ့ဖြင့်မိခင်မြန်မာနိုင်ငံပြန်လာပြီးဆန္ဒမဲပေးကြတဲ့ဂျပန်ဆောင်မင်းတို့ကယနေ့မှထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံချင်းနေတို့တက်ပြီးအမေရိကန်မြန်မာတွေအတွက်ပေးအပ်တဲ့အရာကြီးကိုလွန်ကွင်ကိုရုတ်သိမ်းလိုက်ကြောင်းအမေရိကန်ဆွေးကယမင်းနေ့ကထုတ်ပြန်လာတယ်။မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်မှာထူးခြားတဲ့တိုးတက်မှုရှိလာပြီဖြစ်ကြောင်းထို့ကြောင့်အမေရိကန်ပြည်သူ့မှာမြန်မာအတွက်ယာယီကာကွယ်ပေးထားတဲ့ကိုလွန်ကွင်ကိုရည်စဲကြောင်းရင်းရည်စဲမှုမှာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်းအမေရိကန်ဆွေးကကြေညာတယ်။အကြမ်းဖက်ဆောင်မင်းတို့ကအမေရိကန်ဆွေးအထုတ်ပြန်ချက်မှာအပြစ်သဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်ကြောင်းအမေရိကန်နဲ့မြန်မာနိုင်ငံသားတွေအမိနိုင်ငံကိုပြန်လာပြီးကြိုဆိုကြောင်း တို့ရရဲလူသက်မှုမတိုင်းမှုဘာဝင်ပြမှုကျွလွန်သူတွေကိုတရားဥပဒေအရရည်ယူမည်ဖြစ်ကြောင်းကျန်သူတွေကိုတော့အထူးသညာစွာဖြစ်ရောဆောင်ရွက်ပေးသောမည်ဖြစ်ကြောင်းကျန်ဖက်စော်မင်းတို့ကပြောပါတယ်။အခုကျွန်တော်နိုင်ငံမှာမကြမီချိန်တွင်မှာ Party for Democracy အတွက်တွင်ရွေးကောက်ပွဲကျင်းပအောင်မှာဖြစ်တဲ့ American မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာပြီးထွတ်ထွေရွေးကောက်ပွဲမဲပေးနိုင်မှာလို့ကျန်ဖက်စော်မင်းတို့ကပြောတယ်။ အမေရိကန်ဆွေးနွေးထုတ်ပြန်ချက်မှာမြန်မာနိုင်ငံချိန်ဒီကောင်မြန်မာနိုင်ငံသားတွေဘေးကင်းစာနေရာကိုပြန်လာနိုင်တိုးတက်လာပြီဖြစ်တာကြောင့်ရာယီကာကွယ်ပေးထားတဲ့ချိန်ဒီကောင်အမေရိကန်ရင်ဆဲလိုက်ပြီဖြစ်ကြောင်းမြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူးခြားတဲ့တိုးတက်မှုတွေရှိလာခဲ့ပြီးရင်းတို့မှာရေးပေါ်ချိန်ဒီပြီးဆောင်စဉ်လွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲအတွက်စီမံချက်တွေအောင်မြင်တဲ့အပြည့်ခက်ရစဲသဘောတူညီချက်တွေနဲ့ပုံမကောင်းမွန်တဲ့ဒေသနဲ့အုပ်ချုပ်ရေးကြောင့်ပြည်သူဝန်ဆောင်မှုပေးရမှုနဲ့အမျိုးသားပြန်လည်တည်မြဲရေးတိုးတက်လာကြောင်းပေါ်ပြရင် မေရိကန်ပြည်အစုမှာယာယီကိုလွန်ခွင့်နဲ့နေထိုင်ခွင့်ပေးထားတဲ့မြန်မာနိုင်ငံသား၄000နီးပါးရှိကြောင်းအမေရိကန်ဆွဲထုတ်ပြန်ကြေညာလည်းသိရပါတယ်။ဆလဘီဂျိုးပင်ကောင်းစစ်စီကိကနဲ့တိုက်ပွဲအတွင်းစစ်အစုဘက်ကဒုရဲအပေါင်းအောက်တဲ့တော်လိုင်းရဲဘုံကောင်းကြဆောင်ဘဂရိုက်တော်ရိကန်ဂျိုးပင်ကောင်းမြို့နယ်ကစစ်တပ်စစ်ကြေးကိတခုကိုဝင်ရောက်ပစ်ကတ်တိုက်ခိုက်ရမှာဒုရဲအပေါင်းဝင်၅ရောက်သေးဆုံးပြီးတော်လိုင်းရဲဘော်တယောက်လည်းကြဆောင်ခဲ့ကြောင်းတော်ရိကန်တပ်ရင်383ရဲ့တက်ခွဲလေးမြောက်ပြကြတပွဲအုပ်ဖို့ထံကနေသိရတယ်။ နွေမာ20တန်မန်ရှင်နိုင်ခွဲလောက်မှာ GPK စေုံဤတဲကုံလေးကျေဆိုရစ်စစ်ကောင်ဖြစ်တဲ့စစ်စဲကိကောက်ကောက်တပွင့်ရင်ရောင်းကံဝဲရောက်စင်းနေတိုက်ခိုက်ခဲ့တာဖြစ်တယ်။အစောပိုင်းစင်းနေတိုက်ခိုက်မှုတွေမှာစစ်ကောင်ဖြစ်တဲ့ဘက်ကသူ့ရဲ့ကြောစွာထုံနဲ့စစ်ကောင်ဖြစ်တဲ့တပ်သား၄နေရာတွေပေါ်ချမိသေးဆောင်ပြီးနောက်ထပ်တပ်သား၂နေရာလည်းပြင်းထန်တဲ့အရခဲ့ပါတယ်။မနက်9:00ခွဲလောက်မှာစစ်စဲကိကောက်တိုက်ပိုက်နိုင်ခဲ့ပြီးတော့လည်းတပွင့်တယောက်လည်းကြာဆောင်သွားတယ်။ အရိဂိတ်ဖွင့်တာ2021ခေတ်ကဆိုတော့အရိဂိတ်မှာစစ်ခွေးနဲ့ရဲ15ရောက်လောက်တော့အမြင်ရှိတယ်ဖြစ်ခတ်မှုမှာစစ်ခွေးတွေဘက်ကကြာတာကိုမျက်မြင်900ရနှစ်ယောက်ကရေးပေါ်ဆေးအောင်တင်ကြရပါတယ်တိုက်ခိုက်မှုတွင်စစ်ကောင်ပြင်တပ်ထံကနေအမေတာတီတလက် G3 တလက် G4 တလက် G3 G40 တောင်းအမေတာတီ G20 တောင်း G ပေါက်က3ခုလက်ပစ်ပုံး3လုံးနဲ့လက်ထိပ်တစ်ခုတို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ် ပြည်တွင်နဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့တောက်တိုင်တွေကိုပါအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်တွင်နေနဲ့လဲစစ်ဘာတပ်ဖွဲ့အနေဒေါ်လာနေတိုင်းချင်းမပြုတ်လောက်ကြဘူးအသိပေးထားပါတယ်ဆလဘီမိုယာဂျီတီစီမှာရှိတဲ့အကြပ်ဆဲအုပ်စုနေရာရင်းစင်းနဲ့တိုက်ခိုက်ခံရပြီးလေဦးတေခုနဲ့ဥပြင်တန်တရားရရှိ စကိုင်းနိုင်မှာမြို့နယ်မှာနီးပညာတက်သူ GTC ကျောင်းဝင်တွေတက်ဆွဲတာဆေးဥစုတွေစင်းနေတိုက်ခိုက်ခဲ့ရပြီး၄ရက်တည်ပြီး9ရက်ပြင်းထန်တဲ့အားရှိခဲ့လို့မောရခိုင်တက်ရင်နဲ့တောင်မျိုးဆက်ကထုတ်ပြန်တယ်။နိုဝင်ဘာ20ရက်နေ့မနက်ပိုင်းကမောရမြို့နယ်နီးပညာတက်သူ GTC ကျောင်းမှာတက်ဆွဲတာစစ်တပ်နဲ့ပြည်စော်တွေရှာနေရကိုဒေါ်လာတက်တွေကဝင်ရောက်စင်းနေတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အချိန်တော့ကြာစင်းနေတိုက်ခိုက်မှုတွေကြောင့်စစ်အုပ်စုဘက်က၄ရက်သေးဆုံးကတရားပြင်းထန်သူ9ယောက်ရှိခဲ့ပြီးလက်နက်ငယ်နဲ့လက်ပစ္စည်းကလည်းမွေးရခိုင်တိုင်နှစ်တောင်မြေဆက်ကပြောတယ် အဆိုပါတိုက်ခိုက်မှုကမွေရခိုင်တိုင်းနဲ့တက်ခွဲတောင်းတက်စုံနဲ့တောင်းမြတ်ဆက်တက်ခွဲမွေရခိုင်မန်နဲ့တရင်မွေရခိုင်မန်တရင်စနစ်တက်ခွဲလေးမိတော့တက်ခွဲချောင်းမိတော့တက်ခွဲနဲ့ Riot God Prepare Defend for ကိုပါလို့ဆောင်ခဲ့ရပဲဖြစ်ပါတယ်။အကြပ်ဖက်စစ်တပ်အနေနဲ့ပြစ်မဲ့ပြည်သူတွေကိုဥတီတပ်ဖြတ်နေမှုနဲ့ဆက်လက်လှုပ်ဆောင်ရင်ပုံမှုဆွေးရတိုက်ခိုက်မှုကြောင့်တရမှာဖြစ်ပြီးတမ်မလော်ဆွေးနာမည်ကိုထိမ့်သိမ့်တဲ့အနေနဲ့ယောက်ျားပြည်သားစွာစစ်သားချင်းချင်းသာတတိရှိရှိတိုက်ခိုက်ကြဖို့လဲတောင်းမြတ်ဆက်ကအတိပေးထားပါတယ်။ဆလဘီမော်လမြိုင်တောင်ဖြိုချမှုဝေဖန်မှုတွေမြင့်တက်နေပေမဲ့စစ်ကောင်ရှင်ကယူမဆိုင်ပဲဆက်ပြုံးနေ မွန်ပြည်နယ်မော်လမြိုင်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့တောင်ဝိုင်းတိုင်ဖြူချမှုပေါ့ဒေသခံတွေကဝေဖန်မှုတွေမြင့်တက်နေပေမဲ့ပြည်နယ်စစ်ကောင်ရှင်ကဆက်လက်ဖြူချခွင့်ပြုထားလို့ဒေသခံတွေကပြောတယ်။ပြည်နယ်စစ်ကောင်ရှင်ကတောင်ဝိုင်းတောင်ကိုဖြူချပြီးရောက်ရှိလာတဲ့မြေသားနဲ့ကြောက်တွေကိုသူတို့ပေါ်ဆောင်နေတဲ့လှိုင်းတိုးချဲ့မြို့တည်စီမံကိန်းနဲ့မြို့တော်မြို့နေက၄စိတ်တဲ့စီမံကိန်းရဲ့မြေဖို့လုပ်ငန်းတွေမှာအသုံးပြုနေရဖြစ်တဲ့တောင်ဝိုင်းတောင်ကိုနေစဉ်ဆက်ရန်တရားကြီးအများအပြားအသုံးပြုပြီးတရက်မှာကားကြီးနဲ့အခောက်ရရနဲ့ကြည်တဲ့ဆောင်နေရကြောင့်တောင်ဝိုင်းနယ်ပြည်စီမံကိန်းဒေသခံတွေဆွေးမြေတန်နေရဖြစ်ပါတယ်။ အခုလိုတောင်ပြုံမြေတူးမှုတွေကြောင့်ရေရှားပါမှုပြဿနာကိုနှစ်စဉ်ကြုံတွေ့ရတဲ့အပြင်တောင်ပြုံမှုတွေလည်းရှာကြောင်းနေနာမနေတိုင်းတွေအတွက်စိုးရင်စရာအခြေအနေနဲ့ကြုံတွေ့နေရလို့လည်းပြောတယ်။မလမမြုပ်ကန်တဲ့ကောင်လည်းပြည်သူတွေဝေဖန်မှုတွေရှိပေမဲ့တောင်ပြုံမှုဆက်လက်လှုပ်ဆောင်နေရအာနာရှိတိုင်းလှုပ်ချင်တိုင်းလုပ်လို့ရကြဝေဖန်ကြတယ်။အခုလိုတောင်ဝိုင်းတော်ပြူချောင်းနဲ့ပတ်သက်ပြီးတော့ဒေသခံတွေကြောင့်ဝေဖန်မှုတွေမြင့်တက်နေပေမဲ့ပြည်နယ်စစ်ကော်မရှင်အသွားပတ်ဝန်းကျင်တိုက်ခိုက်မှုအခြေအနေတွေကိုပြည်သူတွေကိုရှင်းလင်းမရှိဘဲနဲ့ဆက်လက်လုပ်ကိုင်ခွင့်ကိုပြုနေရပါဗျ။ ပြည်ကနိုဝင်ဘာ20ကတော့ပြည်နယ်စစ်ကောင်ရှင်လာကဌာနဘောင်စုပ်ပေါင်းတဲ့အဖွဲ့ကတောင်ဝင်းနယ်ပြူချောင်းမြို့နယ်ပတ်သက်ပြီးဟန်ပြလာတော့ဆစ်ဆစ်မှုရှိခဲ့ပေမဲ့ဘာမှထူးခြားမရှိလို့စစ်ကောင်ရှင်နဲ့နှိစက်တွေကပြောပါတယ်။ဆက်လက်ပြီးအွန်လိုင်းငွေလိမ်လည်းလုပ်ငန်းလုပ်ကိုင်တဲ့မြို့သမီး89ဦးပါဝင်နိုင်ငံသား950နီးပါးထိမ့်သိမ်းခဲ့ကြောက်ကဲနေကတော့ပြန်။ကင်းပြည်နယ်မြောက်ရီမြို့ရဲ့တောင်မဆက်6ကီလိုမီတာကွာဝေးရှိဘလူးချောင်းဝင်ကိုကင်းမြို့သားတပ်မတော် KNL လီကဝင်ရောက်ရှင်းလင်းစဉ်အွန်လိုင်းငွေလိမ်လည်းလုပ်ငန်းလုပ်ကိုင်သူလူပေါင်း2000ကိုတွေ့ရှိခဲ့ပြီးယင်းထဲမှာမြို့သမီး89ဦးပါဝင် နိုင်ငံခြားသား940တဦးကိုတွေ့ရှိခဲ့တယ်လို့ KNU ဘော်ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှာဖလူးချောင်ဝင်းကုံရစစ်စရာကွန်ပျူတာ ITPC နဲ့အတူအွန်လိုင်းလေလံမှုလုံဆောင်သွင်းနေပြည်နေလေးတဲ့အဆောင်နှလုံးစင်းုံတရုံနဲ့လူနေဆောင်နဲ့ပအဝင်ကွန်ကရစ်ဆောင်20ခန်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီနိုင်ငံသားတွေက Ethiopia, Egypt, Thailand, Laos, Philippines, တရုတ်နဲ့ Malaysia ဆိုတဲ့နိုင်ငံပေါင်း၈နိုင်ငံဖြစ်တယ်လို့တုတ်ပြန်ကြမှာဖော်ပြတယ်။ အဲ့ဒီတွေ့ရှိခဲ့နိုင်ငံသားတွေတဲကထိုင်းနိုင်ငံသား28ယောက်ကိုတော့ထိုင်းဥပဒေအရတင့်တော်အေးအေးမြေမြေတွေပြုတ်လုနိုင်ဖို့ထိုင်းအာဏာပိုင်နေစီလွှဲပြောင်းပေးခဲ့ပါတယ်။အဲ့ဒီဂျန်ဝဲကိုရှင်းလင်းစင်မှာမြစ်ပေလေးပေရှိပြီးတော့ခတ်ထားတဲ့ကြီးမားတဲ့မိကန်တစ်တာတလုံးကိုရှာဖွေတွေ့ရှိခဲ့တယ်။နိုဝင်ဘာ24ရက်နေ့မှာထပ်မံရှင်းလင်းရမှာနိုင်ငံသားအမျိုးသမီး၃အမျိုးသား340တဲကိုရှာဖွေပေါ်ထုတ်နိုင်ခဲ့ပြီးအဲ့ဒီထဲမှာတရုတ်လူမျိုး338ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံသား၃ထိုင်ဝမ်နိုင်ငံသား၂ဦးမလေးရှားနိုင်ငံသား၂ဦးနဲ့ဟောင်ကောင်နိုင်ငံသား၁ဦးလို့ဖြစ်ကြပါတယ်။ အဲဒီဖက်စင်ရမြေလူပေါင်း340တဦးတဲ့ကတရုတ်နိုင်ငံသားအမျိုးသမီးနှောင်းနဲ့အမျိုးသား34ကိုထိုင်းအာဏာပိုင်တွေကိုလက်ပြောင်းပြည့်ခဲ့တယ်လို့ဒီနေ့မှဆက်လက်ဖော်ပြတယ်။နိုဝင်ဘာ23နဲ့24ရက်နေ့နေ့ရက်ဓာတ်တွေကွန်ပျူတာအလုံးပေါင်း1500ကနေ2000နဲ့မိုဘိုင်းဖုန်းတစ်လုံးတစ်သောင်းကိုသိမ်းဆည်းရမိခဲ့တယ်။မင်းဘူးချန်နယ်ကိုချန်မွင်းကို KNU တပ်ဖွဲ့ဝင်တွေကနိုဝင်ဘာ27ရက်နေ့မှာရှင်းလင်းစင်မှာ DKPA တပ်ဖွဲ့ဝင်230ဦးလက်နက်ချခဲ့ပြီးတော့အဲဒီချောင်ကို KNU ကသိမ်းပိုက်ရရှိခဲ့ရလို့ပဲဖြစ်ပါတယ်။ နားဆင်အားပေးကြတဲ့တူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်